တရုတ်နိုင်ငံမှာပြည်သူဝန်ထမ်းအချို့ကိုစားတောက်ဆိုင်တွေမှာလူသုံးထပ်ပို့ပြီးအုပ်စုဖွဲ့စားတောက်ခွင့်ပိတ်ပင်တဲ့အမိန့်တည်းရထုတ်ပြန်ခဲ့တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။ တရုတ်ရဲ့ဂုံပြူညစာစားပွဲတွေမှာအရက်အလွန်ကျွံတောက်တော်မှုတွေကြောင့်တိုက်စုံမှုတွေဖြစ်ပွားခဲ့ပြီးနောက်အဲဒီကဲ့သို့ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကြမ်းကျင်သူတွေကတော့တရုတ်အစိုးရရဲ့ချိုးချံကြွေတာရေးအစီအစဉ်ရဲ့စိတ်တပိုင်းဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။တရုတ်အစိုးရဟာမေလအတွင်းကချိုးချံကြွေတာရေးစီမင်းစည်းကမ်းတွေကိုမေလကထုတ်ပြန်ခဲ့ပြီးကွန်မြူနတီပါတီဝင်တွေနဲ့ပြည်သူဝန်ထမ်းတွေကိုဈေးကြီးရဲ့ညစာစားပွဲတွေမှာတုံးဥထက်ပို့ပြီးအုပ်စုဝက်စားတောက်ခွင့်အခြေခံအဆောက်အအုံတွေ project တွေမှာယင်းနှိမ့်ညွန့်နှံခွင့်တံပိုးကြီးစိန်က ံကားတွေအသုံးပြုခွင့်နဲ့လုပ်ငန်းတာဝန်အစည်းအဝေးတွေမှာတံပိုးကြီးအပင်တွေနဲ့အလားဆင်ခွင့်တို့ကိုတားမြစ်ပိတ်ပင်ခဲ့ပါတယ်။ကျန်းကျင်သူတွေကတော့ဒီလုံဆောင်ချက်ဟာတရုတ်သမ္မတရှီကျင်းပင်ရဲ့အဂိလိုက်စားမှုပါတီစည်းကမ်းတင်းကြပ်မှုရဲ့ လက္ခဏာတရားဖြစ်တယ်လို့သုံးသပ်ခဲ့ကြပါတယ်။အရက်တောက်တဲ့ယဉ်ကျေးမှုဟာပြည်သူဝန်ထမ်းတွေကြားမှာစိုးရိမ်ရတဲ့အခြေအနေဖြစ်နေပါတယ်။ဒါပေမဲ့ကောင်းမွန်တဲ့အဖြစ်ကိုရှာမတွေ့တာကြောင့်အုပ်စုဖွဲ့စားတောက်တဲ့လူဦးရေကိုပဲကန့်သတ်လိုက်တာဖြစ်နိုင်ပါတယ်လို့စင်ကာပူမျိုးသားတက္ကသိုလ်မှတွဲဖက်ပေါင်ဖို့ခါ FRW ကပြောကြားခဲ့ပါတယ်။ AB လက်ကဂုံပြူညစာစားပွဲတွေမှာအရက်အလွန်ကြုံတောက်တုံးမှုကြောင့်ကေဒါ၃ဦးတည်ဆုံးခဲ့တဲ့ဖြစ်စဉ်၃ခုဟာလူသိရှင်ကြားထွက်ပေါ်လာခဲ့ပြီးနောက်အခုကဲ့သို့စီကံတင်းကျပ်ခဲ့တာဖြစ်ပါတယ်။ ဟူနန်အန်ဝေးနဲ့ဟီနန်ပြည်နယ်တွေမှာဖြစ်ပွားခဲ့တဲ့ဒီတေဆုံးမှုတွေနဲ့ပတ်သက်ပြီးဒါဇင်နဲ့ရှိတဲ့အရာရှိတွေအပြစ်ပေးခံခဲ့ရပါတယ်။စီရှင်ပြည်နယ်ကအရာရှိတဦးဖြစ်တဲ့လူအမည်ရှိအမျိုးသားကသူတို့ရဲ့ဌာနမှုဟာစားတောက်ဆိုင်တွေမှာတွားရောက်စားတောက်မှုကိုပိတ်ပင်ကြောင်းမေလာစောပိုင်းကကြေညာခဲ့တယ်လို့ဆိုပါတယ်။ဒီကာလမှာအပြစ်မှာထွက်စားတာကတင်တိုးအတွက်မကောင်းပါဘူး။ဒါကချန်ချန်ကြားမရဲ့ခရက်ရိုက်ခတ်မှုဖြစ်ပါတယ်လို့ဟူကပြောခဲ့ပါတယ်။ ချမ်းချမ်းကြားမားဆိုတဲ့စကားလုံးဟာတရုတ်ရဲ့မန်ဒရင်းဘာသာစကားအရာခင်းချုံမှုအလွာပေါ်ကို နောက်ထပ်တလွာထပ်ပြီးဖော်ပြခြင်းဟူတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။